နှောင်းတဲ့အမျိုးသမီးအများစုအစီစုတဲ့နေရာမှာလက်မောင်းတွေပါတယ်။မင်္ဂလာပါတီချင်တော်ပါ။အင်းနှောင်းတဲ့အမျိုးသမီးတွေဟာဟော်မုန်းတွေအပြောင်းအလဲတွေကြောင့်ဒါအစီစုတဲ့နေရာတယောက်နဲ့တယောက်မတူဘူး။များသောအားဖြင့်လက်မောင်းမှာအစီစုကြတာများတယ်။လက်မောင်းတွေတုတ်တယ်၊လက်မောင်းတွေတွဲတယ်။ကျန်တဲ့အစိအပိုင်းတွေကလက်ချင်ငယ်လုံးလို့အစီကျသွားပေမဲ့ဒီလက်မောင်းဧရိယာကျန်နေခဲ့တာမျိုးတွေရှိရဲ့။ဒီကနေ့အတွက်တော့လက်မောင်းချက်သားလေးတွေကိုအသုံးပြုပြီးတော့ကစားရမယ်။လက်ချင်ငယ်တစ်မျိုးကိုဝေးမျှပေးချင်ပါတယ်။ဒီလက်ချင်ငယ်အတွက်တော့အလေးတစ်စုံရှိဖို့လိုအပ်မယ်။အလေး းမရှိဘူးဆိုရင်ရေတံပူလေးကိုအသုံးပြုပြီးတော့ကစားပေးလို့ရတယ်နော်ကစားနည်းပုံစံလေးကတော့ဗီဒီယိုမှာပြထားတဲ့အတိုင်းအလေးကိုလက်နှစ်ဖက်ကကင်ထားမယ်ဒီအနေထားကနေလက်မောင်းညီအားကိုအသုံးပြုပြီးတော့လက်ကလေးကိုအပေါ်ကိုကွေးတင်ပေးရမှာဖြစ်တယ်ကွေးတင်တဲ့အခါကျရင်ပခုံးနားထိရအောင်ကွေးစရာမလိုဘဲနဲ့အလေးလေးကိုရင်ပနားလေးထိရအောင်ကွေးပေးရမှာဖြစ်တယ်ဒီကစားနည်းလေးကို15ချိန်၄ချော့ကစားပေးရမှာဖြစ်ပါတယ်ဒီလိုလဲကူပြီးတော့ထိရောက်တဲ့လေ့ကျင့်ခန်းပုံစံတွေနဲ့ကျမတွေအစားအသောက်ပုံစံကိုတစုတစည်းနဲ့သင်ယူခြင်းနဲ့ဆိုရင်တော့ဟေဒီလေး35 ုက်တင်နန်းလေးကအကောင်းဆုံးပဲဖြစ်ပါတယ်ဒီတင်နန်းလေးကအချိန်မပေးနိုင်တဲ့အမျိုးသမီးတွေနဲ့အရှင်မလေးတို့အတွက်အထူးရည်ရွယ်ပြီးတော့စီစဉ်ထားတာပါတင်နန်းလေးကအောက်တိုဘာ၁၀ရက်နေ့မှာစမှာဖြစ်ပါတယ်တင်နန်းကာလနှစ်လကို9တန်းခွဲချက်သာပေးသွင်းရမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ Asian 35လို့ကွန်မန့်ဒါမှမဟုတ် Fiverr number 797972328တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗီဒီယိုလေးကိုစုံထီအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါခြင်းနဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်